ယူကရိန်းနဲ့မရာဇီလန်စကီးကို EU ကဆက်လက်ထောက်ခံလိုက်ပြီဖြစ်ပါတယ်။ရုရှားနဲ့အမေရိကန်ဘက်ကဘလို့ပဲဆုံးဖြတ်ပါစေ EU ကတော့ယူကရိန်းဘက်ကနေရက်တီလိုက်ပြီပဲဖြစ်ပါလိမ့်။ဒါကြောင့် EU နဲ့ရုရှားကြားထဲမှာထိတဲ့တွေ့မှုကပိုပြီးမြင့်တက်လာမှာဖြစ်ပြီးအမေရိကန်ကတော့ဒီချင်းတွေကိုစောင့်ကြည့်နေပါလိမ့်။ရင်ကျရင်စနစ်ဝတ်ရရှိဆက်သွားတာနဲ့မြောက်ဥရောပသမဂ္ဂဟာယူကရိန်းကိုဆက်ထောက်ခံမယ်လို့ဥရောပကောင်စီဥက္ကဋ္ဌအန်တိုနီယိုကိုစတာကပြောလိုက်ပါတယ်။သမ္မတထရန့်ရဲ့ ငင်းကြဲဆိုတဲ့ခေါင်းစဉ်နဲ့အစီအစဉ်ကိုကြိုးဆိုပေမဲ့ဒီအချက်28ရဲ့ချက်မှာပြန်လည်ပြီးတော့ဆွနှွင့်ညှိနေရမယ့်အချက်တွေအများကြီးပါတယ်လို့ဥရောပသမဂ္ဂကပြောပါလိမ့်။ဥရောပသမဂ္ဂကသမဂ္ဂဟာယူကရိန်းသမ္မတဇလန်စကီကိုတန်မှန်ရေးပံ့ပိုးမှုတွေ၊စီးရေးပံ့ပိုးမှုတွေ၊စီးပွားရေးပံ့ပိုးမှုတွေပါဝင်လိုအပ်တဲ့ပံ့ပိုးမှုအားလုံးဆက်ပေးဖို့ကတိပြုပါတယ်လို့အန်တိုနီယိုကိုစတာက ပြောပါတယ်။အင်္ဂလန်နိုင်ငံမြို့တော်လူဝင်နာမှာကျင်းပတဲ့ဥရောပကောင်ဆောင်တွေရဲ့ဥရောပအာဖရိကသမဂ္ဂထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းဆိုင်ရာလူသဘောတွဲဆမှုပြီး EU ကြီးကဲနဲ့ပူးတဲ့ပြညာချက်မှာသတင်းတောက်တွေကိုပြောခဲ့တာပါဂျနီဘာမှာဥရောပကခံရမှာရှိနေလို့ယူကရိန်းချင်းချင်းစစ်နပွဲတွေမှာကောင်းမွန်တဲ့တိုးတက်မှုတွေရရှိခဲ့ပြီးအခုရှေ့ဆက်သွားဖို့ခံမာတဲ့အခြေခံတစ်ခုရှိနေပြီလို့အာဆိုလာဘူရာလီယန်ကထပ်လောင်းပြောပါတယ်အမေရိကန်နဲ့ယူကရိန်းတို့နိုဝင်ဘာ23မှာဆွစ်ဇာလန်မှာပြန်လည်လက်ခံနိုင်တဲ့ငြိမ်းချမ်းရေးအစီအစဉ်တရရေးဆွဲဖို့ဆွေးနွေးပြီးအဲ့ဒီလူသဘောတွဲဆမှုတွေလည်းပေါ်ပေါက်ခဲ့တာဖြစ်ပါလိမ့် ယူကရိန်းဆိုရနဲ့ဥရောပမဟာမိတ်တွေကအမေရိကန်ဆိုပြချက်ကိုပြင်ဆင်ဖို့လဲသဘောတူခဲ့ပါတယ်။လက်ရှိယူကရိန်းရုရှားစစ်ပွဲဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပရဲ့အသေးပြောက်များဆုံးတစ်ကစစ်ပွဲလို့သတ်မှတ်ခံထားတာပါ။အမေရိကန်နဲ့ယူကရိန်းတို့ဟာလက်ရှိအဲ့ဒီ28ချက်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးနေပါတယ်။ကျောင်းလေးပြင်ဆင်တာနဲ့ငင်းကြိုင်းမှုပေါ်တစ်ခုကိုရေးဆွဲထားတယ်လို့ပူတွဲကြေညာချက်မှာဖော်ပြပါတယ်။ဒါပေမဲ့ရုရှားကတော့ပူဝါခြင်းမရှိသေးပါဘူး။ဒါအောင်ရုရှားသမ္မတပူတင်ကလက်ခံခြင်းလဲရှိမရှိမသိရသေးပါဘူး။ ရဂန်သမရထန်ကတော့ရုရှားနဲ့ယူကရိန်းကြားညီချင်းစစ်နုပ်ပွဲတွေမှာတကယ်ပဲကြီးကြီးမားမားတိုးတက်မှုတွေရှိလာနိုင်သလားမမြင်မချင်းမယုံပါနဲ့ဒါပေမဲ့ကောင်းတဲ့အရာတွေတော့ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်လို့ဆိုပါတယ်အမေရိကန်ရုပ်တရက်ဖိအားပေးမှုကယူကရိန်းနဲ့ဇလန်စကီပေါ်ဖိအားတွေမြင့်တက်စေပါတယ်ယူကရိန်းမှာအင်္ဂလိပ်လက်ဆောင်ကြောင့်ဝင်ကြီးနှစ်ဦးယာရုကနှုတ်ထွက်ပြီးရုရှားကစစ်မြေပြင်မှာအဇက်တိုက်အနံ့ရရှိခြင်းကစပြီးတော့နိုင်ငံဟာထိခိုက်လွယ်တဲ့အခြေအနေကိုရောက်သွားပါတယ် ဇီလန်စကီကနိုင်ငံကျိုးစီးပွားကိုရောင်းစားနေတယ်လို့ရှုမြင်ခံနေရပါတယ်။ဒါအပြင်ဆွနူပွဲပြီးမှပြန်လည်ပြင်ဆင်ဆောင်တဲ့ငင်းချင်းအစီအစဉ်ဟာနောင်လာမယ့်ရုရှားရဲ့ချင်းချောင်းမှုတွေကနေယူကရိန်းလုံခြုံရေးကိုဘလို့အမခံမလဲ။ယူကရိန်းကိုပြန်လည်တိဆောက်ရေးငွေကြေးပိုင်းထောက်ပံ့မှုတွေဘလို့ပြုလုပ်မလဲ။အငင်းပွားပကိစ္စတွေဘလို့ကိုင်းနေဖြစ်ရှင်းမလဲ။ဒီကိစ္စတွေပါပါပါတယ်။ဇီလန်စကီကတော့ကျွန်တော်တို့အားလုံးမိတ်ဘက်နိုင်ငံတွေထူးထူးအမေရိကန်နဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်နေပါတယ် ကျွန်တော်တို့ကအာမနဲစီပဲပုံမခံပါစေမဲ့အလျှော်တင်လို့ဖို့နီလန်ရှာဖွေနေတယ်လို့ဇလန်စကီးကတော့ပြောသွားပါတယ်။ရုရှားဟာယူကရိန်းစစ်ပွဲအတွက်ပေးဆက်ရမှာဖြစ်ကြောင်းနဲ့ထိန်းချုပ်ထားတဲ့ရုရှားပိုက်ဆံမှုတွေကိုအသုံးပြုရေးဆုံးဖြတ်ချက်ဟာအရေးကြီးတယ်လို့ဇလန်စကီးကပြောပါတယ်။ထရန့်ကတော့ဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားခြင်းမရှိပါဘူး။ထရန့်ရဲ့ထူးထူးစီစဉ်ကရေပုံရအဖြစ်ယူကရိန်းအနေနဲ့လက်နက်လျှော့ပြီးတော့လက်နက်ချအလျှော့ပေးဖို့ပဲ။ယူကရိန်းပြည်သူတွေကသဘောတူမယ်မထင်ဘူး။သူတို့လက်မှတ်ထိုးရင်တော့မှ ကောင်တယ်ဖို့ဖို့လိုအပ်ပါတယ်ကောင်တယ်ဖို့ပဲသူတွေကလည်းယူကရိန်းပြည်သူတွေဖြစ်ပြီးသူတို့ကဒါကိုသဘောမတူဘူးလို့အစည်းအဝေးကိုတက်တက်သူဦးကတော့ပြောပါလိမ့်ဥရောပကောင်မွန်တွေကလည်းဒါနဲ့ပတ်သက်ပြီးဆွေးနွေးနေပါတယ်ဂျာမန်ဒီပလီဂျက်ဖရန့်ဒစ်မော့စ်ကတော့ထရန့်ဟာယူကရိန်းအတွက်ပူးတွဲရေးဆွဲထားတဲ့ငင်းကျဲစီနဲ့ပတ်သက်ပြီးပုံမတွေလည်းချပြခဲ့တာလို့ဆိုပါတယ်ဒါဟာဂျာကလည်းရလက်ပါပဲဒါပေမဲ့ကျွန်တော်တို့လည်းသိပါတယ်ယူကရိန်းမှာငင်းကျဲကြီးကတညာနေနဲ့ဖြစ်လာမှာမဟုတ်ဘူးလို့ဂျာမန်ဒီပလီပြောပါတယ် ပြတဲ့ဝင်ကျော်စကီယာစတာမကလည်းအားထုတ်မှုတွေပုံပုံလှုပ်ဆောင်ဖို့လိုအကြောင်းပြောပါတယ်လူတိုင်းကဒီစီဝေးကလည်းကျွန်တော်တို့ဘာရလက်ထောင်းလို့မလဲဒါမှမဟုတ်ပြေဝအောင်စိုက်ထားပါတယ်ဒါကမှတရားမျှတပြီးရေရှည်တည်တဲ့ညင်ချင်းပါဆိုပါလေပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်စ်ကလည်းဘယ်သဘောတူညီချက်ဆိုယူကရိန်းဒါမှမဟုတ်ဥရောပကိုအာမနဲသွားစီရဘူးပြောပါလေဒါဟာလူညက်သိမ်းမှုတဲ့ကိစ္စပါဒီလုပ်ငန်းစဉ်မှာအမေရိကန်နေနဲ့ထရန့်ကိုကျွန်တော်တို့ဘက်မပါဘူးဘယ်သူကမှတားကျင်ကြမှာမဟုတ်ဘူးလို့ပိုလန်ဝန်ကြီးချုပ်ကပြောပါလေ ဒါပြင်ယူကရိန်းဆင့်အားကိုဘယ်သူကမှအခုလိုမျိုးကန့်သက်တာမျိုးမလုပ်နိုင်ဘဲနဲ့ယူကရိန်းကိုယ်တိုင်ကပဲဆင့်အားဘလော့ထားတယ်လဲဆိုတာဆုံးဖြတ်သင့်တယ်လို့ Robert Commission ကြီးကပြောပါတယ်။ယူကရိန်းဆင့်အားကို6သိန်းထပ်ပို့ပြီးဖွဲ့စည်းခွင့်မပြုဘူးဆိုတဲ့ကိစ္စမှာပါနေလို့ဖြစ်ပါတယ်။စစ်ပွဲဆုံးသတ်ရေးဆင်နွှဲမှုတိုင်မှာယူကရိန်းရဲ့ပိုင်နဲ့နေမြင်နဲ့ချုံချအာဏာလေးစားပေးဖို့လိုပါတယ်။နိုင်ငံရဲ့လက်နက်တန်းရအောင်နဲ့ပတ်သက်လို့ချုပ်ချအာဏာပိုင်နိုင်ငံတကာနိုင်ငံဖြစ်တဲ့ယူကရိန်းကပဲဆုံးဖြတ်ခွင့်ရှိတင်ပါတယ် ယူကရိန်းကကြမ္မာဟာယူကရိန်းလက်နက်ပဲရွေးချယ်တင်တယ်လို့အာဆူလာမူရာလီယန်ကလည်းဆိုပါတယ်။ထပ်မောလာတဲ့ရာသီမှာယူကရိန်းကျိုးအတွက်အကောင်းဆုံးဖြစ်မှာတေချာအောင်ညီညွတ်ပြီးတော့စုပေါင်းကြဖို့လိုတယ်လို့လည်းဆိုပါတယ်။ယူကရိန်းကတော့စစ်ပွဲကိုဆုံးသတ်နိုင်ကိစ္စအမေရိကန်နဲ့ဆွေးနွေးမှုတွေကထင်ရှားမြင်သာတဲ့တိုးတက်မှုရှိနေတယ်လို့ပြောရမယ်။ရုရှားကတော့ယူကရိန်းပြင်ဆင်ထားတဲ့အစိုးပြုချက်တွေမမြင်အောင်သေးဘူးလို့ဆိုပါတယ်။ဖရန့်ပေဖို့ခဲ့တဲ့မူလအစိုးပြုချက်တွေမှာယူကရိန်းကနေမြေတွေစွန့်ဖို့တိုင်အောင်၆သိန်းထပ်ပို့ပြီးဖွဲ့စည်းခွင့်မရှိဖို့ နေတော့စစ်မဟာမိတ်ဖွဲ့တဲ့ဝင်ရောက်ခွင့်မျိုးလင်းကြပြီးတန်စွန့်ဖို့တွေပါဝင်ပါတယ်။နောက်တဲ့တဲ့ဘုတ်ပြောချင်ပါတယ်။အေဂန်သမနာထရန့်ကိုယာရုကဖယ်ရှားဖို့တရားစွဲဖို့ဝါရှင်တန်မှာဆန္ဒကြီးကြဲပြနေပါတယ်။ဆိုရဖွဲ့ကိုဖယ်ရှားရမယ်ဆိုတဲ့ကြေညာချက်နဲ့ဒီဆန္ဒဖော်ထုတ်ဖို့ကိုလုပ်ခဲ့တာဖြစ်ပြီးခြေကံလူသားအဖွဲ့ဖယ်ရှားရေးညွန်ပေါင်းဖွဲ့ကဦးဆောင်ပြုလုပ်တာပါ။ဒီဘက်မှာ American လွတ်တော်ကိုယ်စားလှယ် Agreen ကလူမှုကိုစကားပြောခဲ့သလို Drugs Mafia တိကိတာဖွဲ့ကလည်းပါဝင်ခဲ့ပြီးတော့အဆိုတော် အဒူအီဗ်ကလည်းပါဝင် ဖြောဖြေခဲ့ပါတယ်။သနာဖော်ထုတ်သူတွေဟာ National Mall ကြီးတက်ခဲ့ပါတယ်။ American လွတ်တော်ကိုယ်စားလှယ် Agreeing ကတော့တရားစွဲမဲ့အကြောင်းအရာကို Christmas အတိုင်းပြီးပေးမယ်လို့ပြောပါတယ်။ကောင်းတာတွေမဖြစ်ပဲဆိုးတာတွေဖြစ်လာတယ်လေ။ကျွန်တော်တို့ပြစ်ပေးရမှာပေါ့။ကျွန်တော်တို့တရားစွဲရမယ်။ကျွန်တော်တို့ Trump ကိုဖယ်ရှားရမယ်။ဒါအနာဂတ်မှာအာနာရှိတဲ့လူတွေကအစိုးရကိုထိန်းချုပ်နိုင်တယ်ဆိုတော့ယုံကြည်မှုတွေကိုအပြစ်ပေးတဲ့ဥပမာဖြစ်အောင်ကျွန်တော်တို့လုပ်တာလို့ လွတ်တော်မှအဂရင်းကဆိုပါလေဒီမိုကရက်အလွတ်တော်မှအဂရင်းဟာထရန့်လွတ်တော်မှပထမဆုံးဘင်ကွန်းပြောချင်းအကူအညီပေးတွေကိုဖျက်တောက်ဖို့လောက်ပိုင်ခွင့်မရှိဘူးဆိုပြီးအော်ဟစ်ဝေဖန်ခင်မှုပါတယ်ဒါကြောင့်အဲ့လိုအော်ဟစ်ခဲ့တဲ့အတွက်ကြောင့်လွတ်တော်ရဲတွေကအဂရင်းကိုဆွဲထုတ်သွားဖို့လည်းမှတ်တမ်းချိုးရှိနေပါလေထရန့်ကတော့သူ့ကိုဆန္ဒပြရတဲ့နဲ့ပတ်သက်ပြီးဘာတစ်ခုမှပြောချင်းမရှိပါဘူးဒါပေမဲ့အင်ဖြူတော်ကကျန်လေထုတ်ပြန်ရေးအရာရှိကယ်လန်လီပစ်ကတော့တမနာထရန့်ကိုဆန္ဒပြမှုတွေနောက်ကွယ်မှာဒီမိုကရက်တွေက ခြုံကင်ထားတယ်ဆိုပြီးတော့ဝေဖန်မှုတွေရှိနေပါလေ။နောက်သတင်းတစ်ပုဒ်ကတော့ဘရာဇီးသမ္မတဟောင်းဘော်ဆိုနာရိုကိုထောက်ခံသူတွေနဲ့ဆန္ဒပြသူတွေကြားထဲမှာယုံရင်ဆန်ခဲ့သူတွေဖြစ်နေပါလေ။မြို့တော်ဘရာဇီးလီးယားကရေစကန်မြေပေါ်မှာယုံရင်ဆန်ခဲ့ဖြစ်ပြီးလက်ရရင်ခေါင်းဆောင်ကိုဖမ်းဆီးထားပါလေ။တရားရုံးချုပ်တရားသူကြီးတယောက်ဟာစီစဉ်ထားတဲ့ထောက်ခံသူတွေရဲ့ဝတ်ပြုစုတောင်းပွဲနဲ့ဆက်ဆက်ပြီးထွက်ပြေးမဲ့အန္တရာယ်ကိုထောက်ရှုပြီးတဲ့နောက်ဖွဲ့နှစ်ဖွဲ့ကအဖွဲ့ဝင်တွေဟာ တမရဟောင်းဘော်ဆိုရာနိုကိုဖမ်းဆီးမှုအတွက်အောင်ပွဲခံမှုနဲ့ကန့်ကွက်ဖို့မနက်စောကတည်းကစူဝေးခဲ့ပါတယ်။ဘော်ဆိုနာရိုဟာသူ့အပေါ်ရာဇမှုဆွဲချက်ကိုရပ်တန့်ဖို့အမေရိကန်ရဲ့ဝင်ရောက်ဆွဖက်မှုကိုချင်းကပ်ခဲ့တယ်လို့ဆွဆွဲခံရတဲ့တီးကြမှုတမှုမှာကြိုတင်ကာဝေချက်ကိုချိုးဖောက်လို့ရက်တရကြော်ကြောင်နေအကျေကျုံးနဲ့နေထိုင်ခဲ့ရပါတယ်။အဖမ်းခံရပြီးတဲ့နောက်ဘော်ဆိုနာရိုကိုပြည်တော်စုရဲ့ဖွဲ့ကခေါ်ဆောင်သွားပါတယ်။ဒီနေရာမှာတမရဟောင်းကဂရင်တလုံးရုံမြင့်တန်ကြားအဲကွန်းနဲ့တည်တဲ့ရေချိုးကပ်ပါတဲ့ 130 stream page ကျဲတဲ့အခန်းမှာနေနေတယ်လို့ရဲတပ်ဖွဲ့ကသတင်းနဲ့ဗီဒီယိုဖိုင်ကိုထုတ်ပြန်ပြသခဲ့ပါတယ်ဂျပန်ကထိုင်ဝမ်ရေးပြောဆိုမှုနဲ့ပတ်သက်ပြီးထိုင်လန့်မိတယ်လို့တရုတ်နိုင်ငံရဲ့ဝန်ကြီးဝန်ကြီးကပြောပါတယ်။ဂျပန်ဟာမကြော်အမမြင်ကိုဖျက်ချော်ခဲ့ကြောင်းဝန်ကြီးကပြောတော့ပါတယ်။ဝကြံဝဂျပန်ဝန်ကြီးချုပ်အသစ်တာကာအာရှိဟာထိုင်ဝမ်ကိစ္စမှာစီအေးရဝန်ဆွတ်ဖက်ဖို့ကြိုးပမ်းနေကြောင်းဝန်ကြီးကဆွဆွပါတယ်။ ဒီမိုကရေစီညှိကြောက်အုပ်ချုပ်တဲ့ထိုင်ဝမ်ကိုတရုတ်ကတိုက်ရင်ဂျပန်ဘက်ကစီးရီးယားတုံ့ပြန်မှုလုပ်မယ်ဆိုပြီးတာဂါအီချီရဲ့မှတ်တမ်းကိုဝန်ကြီးကရှင်းညွှန်းပြောပါလေဒီမှတ်တမ်းနဲ့ပတ်သက်ပြီးဂျပန်ဘက်ကပြန်ပြီးတော့တရုတ်ကတောင်းပန်ခံပေမဲ့ဂျပန်ဘက်ကတောင်းပန်နိုင်ခြင်းမရှိဘူးလို့ဆိုပါလေနှစ်ပေါင်းများစွာအတွင်းအကြီးမားဆုံးတရုတ်ဂျပန်အကြက်တဲဖြစ်တဲ့နောက်ဆက်တွဲညှိပေါင်းမှုဟာကုန်သွယ်ရေးနဲ့ယဉ်ကျေးမှုဆက်ဆံရေးပါထိခိုက်သွားစေပါလေနောက်ကြမ်းနေမှာတရုတ်ကလက်သမဂ္ဂထွေတရုတ်မျိုးကဒါရက်စတန်ပြည်ထောင်စုတင်ပြခဲ့ပြီး ကိုကိုကိုကောက်ကွယ်မယ်လို့ကတိပြုပါလေကိုလောက်ကိုတရုတ်ပြည်မှုတဲ့စာလံပတ်သက်ပြီးဂျပန်နိုင်ငံဂျာယီဝန်ကြီးဌာနကတရုတ်ပြောဆိုမှုဟာလုံးဝလက်ခံနိုင်စရာမရှိဘူးလို့ပယ်ချပါလေငြိမ်းချမ်းရေးနဲ့ဂျပန်ကတိကိုဟာမပြောင်းလဲကြောင်းပြောပါလေထိုင်ဝမ်နိုင်ငံဂျာယီဝန်ကြီးဌာနကကိုရောသမဂါထံပေးပို့တဲ့တရုတ်ရဲ့စာကိုရှုတ်ချပါလေဒီစာဟာရိုင်းစားပြီးတော့ကြိုးကြောင်းမစီလျှော်တဲ့အကြောင်းအရာလေးပေါ်ဝင်ရသမဂါသမိုင်းဝင်ချက်လက်တွေကိုပုံပြတ်သွားစေပြီးနိုင်ငံတကာစစ်ဆင်ရေးမှာအင်အားသုံးမှုတမမဟုတ်ချင်းချောင်းမှုကိုတောင်းမြစ်တဲ့ကုလဘရိန်ညစာတိုင်းရဲ့အပိုင်း24ကိုချိုးဖောက်ကြောင်းပြောပါလေ တရုတ်နိုင်ငံဟာမိမိရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေတည်တံ့ခံပြမှုကိုကာကွယ်ရသမကသူ၏နဲ့ဆွန့်လွတ်မှုနဲ့ရထားတဲ့စစ်ပွဲလွန်အောင်မြင်မှုကိုပါကာကွယ်ဖို့ပြည့်ပြည့်သောသောပြန်လည်တက်ခတ်ရမယ်လို့ဝန်ကြီးကတုံ့ပြန်ပါလေဂျပန်ဟာလမ်းမအတိုင်းဆက်လက်ရှောင်နေပြီးဒီလမ်းအတိုင်းကဆက်လုံနေတော့နိုင်ငံအလုံးနဲ့ပြည်သူအလုံးဟာဂျပန်ရဲ့သမိုင်းဝင်ရာဇဝတ်မှုတွေကိုပြန်လည်ဆစ်ဆဲဖို့နဲ့ဂျပန်စစ်ဝါဒပြန်ကောင်းထောင်လာမှုကိုပြည့်ပြည့်သောသောတားဆီးဖို့အခွင့်အရေးရှိတယ်လို့ဝန်ကြီးကပြောပါလေလက်ရှိတရုတ်နဲ့ဂျပန်ရဲ့တင်းမာမှုအခြေအနေတွေကတော့အစွမ်းကုန် ဖြစ်နေပြီဒါနဲ့ပတ်သက်ပြီးစည်ရင်ရအရေးယူမယ်ဆိုရင်လည်းအစင်သိမ့်မယ်ဆိုပြီးတရုတ်ကပြောပါတယ်။ဘာဖြစ်ပြောတရုတ်နိုင်ငံခြားရေးဝန်ကြီးကတနင်္ဂနွေနေ့ကထုတ်ပြန်ကြရာထိုင်ဝမ်နဲ့ပတ်သက်ပြီးတော့ဂျပန်ဘက်ကပြောတာနဲ့ပတ်သက်ပြီးတရုတ်ကအခဲမကြေဘူးလို့ဆိုပါတယ်။နောက်ပြီးတော့ထိုင်ဝမ်နဲ့ပတ်သက်ပြီးဂျပန်ရဲ့ပြောဆိုချက်တွေကိုလည်းပြန်တောင်းမဖို့လို့ပြောမယ်ဂျပန်ဘက်ကမတောင်းပန်ဘူးလို့ဆိုပါတယ်။ တိုင်ဝမ်နိုင်ငံဂျိုင်းဝန်ကြီးဌာနကလည်းတရုတ်ကိုကန့်ကွက်ပါတယ်။တရုတ်ကကုလသမဂ္ဂကိုပေးပို့တဲ့စာတွေဟာလည်းကြိုးကြောင်မစီရတဲ့အကြောင်းတွေပေါင်းနေတာမကအတမိုင်းဝင်ချက်လက်တွေကိုတောင်ဖျက်ဆီးနေတယ်လို့ဆိုပါတယ်။လက်ရှိမှာတရုတ်နိုင်ငံဟာပြောရမယ်ဆိုရင်ဒုတိယကမ္ဘာစစ်တုန်းကဂျပန်နေထင်းသလိုလုတ်တဲ့နိုင်ငံမဟုတ်တော့ဘူးလို့တရုတ်မျိုးချစ်တွေကပြောပါတယ်။တရုတ်ကစင်အာစီးပွားရေးအင်အားအမြင့်ဆုံးအနေထားကိုရောက်နေပြီး တကယ်လို့တရုတ်နဲ့ဂျပန်နဲ့ဖြစ်မယ်ဆိုရင်ဂျပန်အနေနဲ့အခုခေတ်မှာတော့နိုင်ပွဲမရှိတော့ဘူးလို့မျိုးချစ်တွေကပြောပါလိမ့်။တရုတ်နိုင်ငံဟာအမေရိကန်ပြည်ထောင်စုပြီးတော့ဂျပန်ရဲ့အကြီးဆုံးပို့ကုန်စည်းကွက်လည်းဖြစ်ပြီးတော့2021မှာဂျပန်ကုမ္ပဏီစီးများအမေရိကန်ဒေါ်လာ125ဘီလီယံဘူကံဝယ်ယူခဲ့ပြီးအဓိကအပြင်စစ်မှုလုပ်ငန်းသုံးပစ္စည်းတွေ၊ဒပိုင်းလျက်ကုပစ္စည်းတွေနဲ့မော်တော်ကားတွေပါဝင်ပါလိမ့်။အသက်150အထိရှည်ကျင်ကြောင်းရုရှားသမ္မတပူတင်က လူပုံအလဲမှာဖွင့်ဟပြောဆိုလာပါလိမ့်။ အသက်150အထိနေနိုင်ရပြီပြောင်မှမလုံလောက်ဘူးလို့ဆိုပါလေရရှမ်းသမရာဘူးတင်အသိပ္ပံနဲ့ညီမညာပြပွဲတစ်ခုမှာတဲ့ AI မောင်းနဲ့တဲ့စရုပ်အကမိတ်ဆက်ပြသမှုကိုလေ့လာကြည့်ရှုခဲ့ပါလေအဲ့မှာပဲမစီမဆိုင်ပြည်သက်လူပုံအနယ်မှာလူတယောက်ကလူတယောက်တတဟာအသက်150ထိနေရင်တောင်မလုံလောက်ဘူးဆိုပြီးတော့ခွင့်ဟပြောကြားသွားတာဖြစ်ပါလေပူတင်ရဲ့စိတ်ထဲမှာဘာတွေတွင်းနေလဲဆိုတာခံမရခက်သွားပါလေအခုပူတင်တတဟာ83နှစ်ရှိပြီဖြစ်ပါလေပူတင်ဟာ လက်ရှိချိန်မှာဒီအကဆဲဥပြန်ပွဲကိုတက်လာစဉ်ရုရှားနဲ့ယူကရိန်းရှေ့တန်းတွေမှာတော့စစ်ပွဲတွေအပြင်းထန်ဖြစ်နေပါလေ။အဲဒီလိုတက်လာစဉ်မှာပူတင်ရဲ့ဘော်ဒီဂတ်တယောက်ကနျူကလ িয়ার ခလုတ်တွေပါတယ်လို့ယူဆတဲ့လက်ကန်တက်တာဂိုင်ဆွဲလာတွေ့ရပါလေ။နောက်တဲ့ဘော်ဒီဂတ်တယောက်ကအကဆဲဥဖောက်ပြန်ပြီးပူတင်ကိုရိုက်မှန်ကိုစိုးရိမ်နေတဲ့အတွက်ပူတင်နဲ့စစ်ရောက်ကြကာထားပြီးခောက်ခောက်ခွာ နေစီတာတွေ့ရပါလေ။ ဆယ်ယောနဲ့မိတ်ဆက်ပြီးတော့ပူတင်ကလူမုံလဲမှာဘာပြောလဲဆိုတော့ဒီနေ့ခေတ်လူသားတွေတဲ့အသက်150ကျော်ထိနေထိုင်ရှင်းတဲ့နိုင်ငံကြောင်းအသက်150နေခွင့်ရတာကမလုံလောက်ကြောင်းပြောဆိုပြီးတော့မသေးတော်သူဖြစ်ယူသူချင်းထပ်မံပြောဆိုတော့ပါလေအသက်150ရောက်ဖို့ကဖြစ်နိုင်တာပေါ့ဒါပေမဲ့ငွေလိုပဲရှားတာကတော့အမြဲရှားနေမှာလို့ဆိုပါလေပူတင်ဟာစနေမာလာကတရုတ်ကိုသွားတဲ့ခီးစဉ်မှာလဲရှီကျင်းဖြင့်ကင်ဂျုံဝမ်တို့နဲ့အတူလမ်းလျှောက်နေတော့ ဇီဝနေပညာတွတ်တက်ခြင်းကလူသားတွေကိုလိုအပ်တဲ့အင်္ဂါအစိပ်ပိုင်းတွေလဲလဲနိုင်ခြင်းဖြင့်မသေးဆုံးနိုင်တဲ့လူဘဝရောက်နိုင်တယ်ဆိုပြီးတော့တရားနဲ့တရားထောက်ခံပြောဆိုခဲ့တယ်လို့သိရပါတယ်။အဲဒီလိုမျိုးအဲဒီတော့ကပူတင်နဲ့ရှီကျင်းဖင်ကြားထဲမှာထာဝရမသေးနိုင်တဲ့ကိစ္စကိုစွန့်လွတ်ခဲ့ပြီးပူတင်ကရှီကျင်းဖင်ကိုဘယ်လိုပြောခဲ့လဲဆိုတော့ထာဝရမသေးဘူးဆိုရင်လည်းအများရန်ခန္ဓာကိုယ်တွင်းကသွေးတွေကိုယ်ကအစိပ်ပိုင်းတွေပြောင်းလဲလဲနေရင်လူတယောက်က ်တတ်ရှိနိုင်တယ်ဆိုပြီးပူတင်ကရှီကျင်းဖင်ကိုပြောခဲ့တာပါဒါပေမဲ့အဲ့ဒီလိုပြောတာဟာအများစုငါရှိမှဒီလိုပြောခဲ့တာမဟုတ်ဘဲနဲ့သူတို့ချင်းကြပြောခဲ့တာဖြစ်ပြီးဖြစ်ချင်တော့သတင်းတော်တော်ရဲ့အတန်မိုက်ကနေပြီးတော့ဖမ်းမိသွားတာပဲဖြစ်ပါလိမ့်ဒါနဲ့ပတ်သက်ပြီးအဲ့ဒီဗီဒီယိုပိုင်းကိုဖယ်ရှားပေးဖို့ဆိုပြီးတရုတ်ကွန်မြူနတီပါတီကတော့အဲ့ဒီသတင်းဌာနတွေကိုတင်းတင်းကြပ်ကြပ်ဖိအားပေးနေတာဖြစ်ပါလိမ့် စတာလင်ဘောင်၁၇သန်းတန်ကြီးရှိတဲ့ရုရှားမီအရေးဟင်ကိုယူကရိန်းကဒရုန်းနဲ့ပစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။ယူကရိန်းဒုတက်တွေကနစ်စနစ်တဲ့ရုရှားအားထားနေရတဲ့ပေါင်၁၇သန်းတန်ကြီးရှိတဲ့မီအရေးဟင်ကိုဒရုန်းတစ်ခုနဲ့ပေါက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်းအဲ့ဒီဒရုန်းမှာတပ်ဆင်ပေးတဲ့ကင်မရာရုပ်သံမှတ်တမ်းနဲ့ပါထုတ်ပြန်ကြုံဝါသွားပါတယ်။ဒီဗီဒီယိုမှာရှာနိုင်တဲ့ Rostock Oblet ဒေသမှာပြန်တန်းနေတဲ့မီအရေးဟင်ကိုဒရုန်းကအနီးကပ်တိုးဝင်သွားပြီးပေါက်ခွဲရာ မီလုံးကြီးဖြစ်တဲ့ရဟန်းရင်တစ်စီးလုံးပေါက်ကွဲပြတ်ကျသွားတာတွေ့ရပါတယ်ယူကရိန်းလက်စစ်နေပညာစီရေးထူတစ်ဖွဲ့ကအောင်မြင်တဲ့မစ်ရှင်ကိုဖော်ဆောင်နိုင်ဖို့ကတိုက်ပွဲစီးမြင်စည်းကမ်းတွေကိုပြောင်းလဲပြစ်နိုင်စွမ်းရှိရမှာဖြစ်ပြီးအကြိမ်ကြိမ်လေးကြိမ်ကြိမ်ကအောင်မြင်တဲ့မစ်ရှင်ဖြစ်လာခဲ့တယ်ပြောပါတယ်ခုလိုရုရှားမီအရေးဟင်းရာပြန်တန်းနေစဉ်ဒရုန်းနဲ့တိုက်ခတ်နိုင်ခြင်းဟာပထမဆုံးအကြိမ်ဖြစ်ကြောင်းလက်ရှိစစ်စင်ဟာအမဲလိုက်စစ်စင်အတွင်ဖြစ်နေတယ်လို့ထုတ်ပြန်သွားပါတယ်ယူကရိန်းဒုတာအခုတစ်ပတ်တွင်ကြီးမားတဲ့နီးစနစ်တည်နေအောင်မြင်တဲ့မစ်ရှင်တွေဖော်ဆောင်နိုင်ခဲ့ပါတယ် ကာလီဘာခရစ်စတွန်ကြီးကိုလူသားတဲ့နိုင်တဲ့လေကြောင်းရဲကောက်ွယ်စနစ်စုံလက်တဲ့နဲ့ရဟယင်ပေါ်မှာပြစ်ချပြခြင်းရုရှားရဲ့ကာမီကာဇီဒရုန်းကိုလည်းရဟယင်ပေါ်မှာပြစ်ချပြခြင်းနဲ့ထုတ်ပြန်ပါတယ်။ဒါ့အပြင်ယူကရိန်းနိပညာဆိုင်ရာအထူးတက်ဟာပူတင်ဘက်မှဘယ်သူမှတားမရနိုင်လို့ကြွေးကြော်ထားတဲ့ခင်ဆက်တုံးကြီးစကူလုံးကိုလည်းဂျမားစနစ်မှာဒုံးကြီးရဲ့လေကြောင်းလမ်းညွန်ထိန်ချုပ်မှုစနစ်ကိုပြတ်စေတဲ့ဒီလက်နက်တွေနဲ့ပြစ်ချပြနိုင်ခဲ့တာကိုလည်းဂုံယူစွာထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ ဒါပြင်မော်စကိုဒေသမှာရှိတဲ့ပူပေးစနစ်နဲ့ကြီးစားလေးစစ်တပ်အဖွဲ့အစည်းကိုလည်းယူကရိန်းရဲ့မောင်းသူမဲ့ drone တွေနဲ့တိုက်ခတ်ခဲ့လို့မိလောက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ရတားအဘိကွန်ရဲ့ကိုရေးပေါက်ဖွင့်ပြီးပူပေးစနစ်တွေအတွက် mobile unit တွေကိုတုံးခဲ့ရကြောင်းမော်စကိုအုပ်ချုပ်ရေးမှူးကပြောပါတယ်။ယူကရိန်း drone တွေက Kremlin နန်တော်ရဲ့အရှိတ်ဘက်85မိုင်အကွာလောက်မှာရှိတဲ့ Shadow ရတားအဘိစေုံကိုတိုက်ခတ်ခဲ့တာပေါ့။ drone တစ်ချုပ်ကိုလေကြောင်းကဝေးတတိကဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒါမဲ့ drone တို့ကတော့တအားပစ်စရုံနဲ့မြေပေါ်ကြာရောက်ပေါက်ကွဲပါတယ်။စေယုံမှာမီလောက်မှုဖြစ်ပြီးခုတော့မီးထိန်ချုံနိုင်ပြီလို့ဆိုပါတယ်။တအားပစ်စရုံရှိတလုံးကို65စကရီမီတာခန့်ရှိတဲ့ transformer သုံးလုံးမီးဆွဲလောင်ခဲ့တယ်လို့အရေးပေါ်ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ရန်တအားပစ်နဲ့ဖွင့်ထားပြီးဖြစ်ကြောင်းနဲ့စောင်းကလာပူချင်းကြဆင်းပြီးဧကလူနီပါဖြစ်နေတဲ့အတွက်မိုဘိုင်းဘူးဘေးစနစ်တွေကိုအသုံးပြုဖို့စီစဉ်နေတယ်လို့လည်းသိရပါတယ်။ဒါမဲ့ရုရှား စစ်မြေပြင်ခြေအနေအထူးဆွေးနွေးပွဲတွေမှာတော့ရုရှားသမ္မတပူတင်ကိုလူရသည်စစ်စင်ရေးတွေဟာထူးအောင်မြင်နေပြီလို့ရုရှားစစ်ဦးစီးချုပ်ကပြောပါတယ်စစ်သင်္ဘောပိကျော့ပူတင်ရဲ့ဦးဆောင်ညွှန်ကြားမှုနဲ့လူရသည်စစ်စင်ရေးတွေကိုအောင်မြင်စွာဆင်နွှဲနိုင်ကြအောင်ရုရှားကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ဂျီဗရာရီဂရာစီမော့ကအစီရင်ခံကြောင်းရုရှားသတင်းတွေကတော့ဖော်ပြပါတယ်အောင်မြင်မှုတွေရခဲ့တယ်တဲ့။နွေရာသီစစ်စင်ရေးတွေကိုခြေခံပြီးတဲ့အထူးစစ်စင်ရေးဇုံတွင်မှာသမကတခြားဒေသတွေမှာပါစီးရေးအောင်မြင်မှုတည်တာတွေ့တော့မှုရှိအောင်ဆွဲဆောင်နိုင်ခဲ့ကြအောင် ဒါဟာပူတင်ရဲ့ဥဆောင်လမ်းပြမှုကြောင့်လို့ဂရာစီယန်ဘော့ကလည်းဆိုပါတယ်ကိုပရီယန်စတေတာကိုလွတ်မြောက်အောင်လုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့86တက်တိုက်ဝန်းဝင်နေတယ်လို့လည်းဂရာစီယန်ဘော့ကပူတင်ကိုတင်ပြခဲ့ကြောင်းရုရှားဆိုရသတင်းတွေကအကုန်ဝင်ကြောစွာဖော်ပြနေပါတယ်အရှိမတော်ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကိုရုရှားကလည်းပြန်လည်တုံ့ပြန်နေနေနဲ့ဒရုန်းစစ်မောတရာကြောင့်လည်းရုရှားကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရုရှားကဒရုန်း135စီးနဲ့တိုက်ခိုက်ရမှာ65စီးကိုမိမိတို့ဘက်ကပြစ်ချနိုင်ခဲ့ကြောင်းယူကရိန်းလက်တက်ကသတင်းထုတ်ပြန်ပါတယ် drone ရှစ်စင်ဟာပြတ်မှတ်တည်းရောက်မလာပဲပြစ်ချနိုင်ခဲ့တဲ့ drone တွေကတော့ Charlie Hat, Nebro, Kaki နဲ့ Odessa ဒေသကလူနေအိမ်တွေနဲ့စီးပွားလုပ်ငန်းတွေကိုထိမှန်ဖျက်ဆီးခဲ့တယ်ဆိုပါတယ်။ဇာဝရီရှားဒေတာတဲကိုလည်းပယ်ထင်းလေရောင်းမိုးနေတဲ့တိုက်ခိုက်ကြောင်ယူကရိန်းလေတက်ကသတင်းထုတ်ပြန်ပါလိမ့်။အဲ့လိုမျိုးရုရှားဘက်ကဘုံကျတဲ့ခရမှာအရက်သား9ဦးထပ်မံနေတေဆုံးခရတို့လို့သိရပါလိမ့်။လေးစားရောင်းကြီးလက်နက်တီထွင်မှုတစ်ခုမှာဗြိတိန်ကြီးတက်ကယင်းနှိမ့်မြှုပ်နှံပါတယ်။နှစ်နှစ်အတွင်းသုံးပြနိုင်ဖို့ရည်ရွယ်ထားတယ်လို့လည်းသိရပါလိမ့်။ လက်တွေ့စမ်းသပ်မှုရလက်တွေအပေါ်အထူးကျဉ်းနှံအားတရတဲ့အတွက်ပြည်ထောင်စုတပ်ဟာလေးစားရောင်ကြီးကောက်ကွေးလက်နက်စနစ်တစ်ခုမှာပထမဆုံးအကြိမ်ရင်းနှီးမြှုပ်နှံပါတယ်။ MBDA UK ကမ္ဘာကြီးကပြီးခဲ့တဲ့ရက်ပိုင်းကဒေါ်လာ415သန်းလောက်တန်ဖိုးရှိတဲ့ရင်းနှီးမြှုပ်နှံမှုစာချုပ်အသစ်တစ်ခုအတွက်ပြည်ထောင်စုရည်တက်နဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။ MBDA UK ရဲ့ Dragon Fire လေးစားရောင်ကြီးလက်နက်စနစ်ပြည်ထောင်နောက်ဆုံးအကြိမ်လက်တွေ့စမ်းသပ်ချိန်မှာရေတက်တောင်းရှိသူတွေကအထင်ကြီးအံ့ဩခဲ့ပြီးခုလိုရင်းနှီးမြှုပ်နှံဖို့ဆုံးဖြတ်ခဲ့တာပါ။ ပြည်ထောင်စုတပ်ဟာအဲ့ဒီလေဆာယုံကြည်သုံးကောက်ဝဲစနစ်တွေကိုတိုင်း45မျိုးစွာဖျက်သိမ်းမောနေပါလာမယ့်နှစ်နှစ်အတွင်းတပ်ဖို့မျှော်လင့်ထားပါတယ်။ဒီလေဆာယုံကြည်စနစ်ဟာချင်းကပ်ပြန်တန်းလာတဲ့အသေးစားချင်းချောက်မှုမှန်သမျှထိထိရောက်ဖျက်ဆီးနိုင်ပါတယ်။လလောဆယ်မှာပြည်ထောင်စုတပ်ဟာအဲ့ဒီလိုချင်းချောက်မှုကိုတုံ့ပြန်ကိုစီးဗိုက်ပါဒုံးကြီးတွေအမြောက်တွေလက်နက်ငယ်တွေအဓိကသုံးပါတယ်။ဒါပေမဲ့ဒုံးကြီးဒီဇင်ရဲ့တန်ဖိုးကများပြားလွန်းလို့ပြစ်ခတ်မှုစရိတ်ကလည်းကြီးပါတယ်။ Dragon Fire ကိုစမ်းသပ်ခဲ့ရမှာတနာ1ကီလိုမီတာ650လောက်အမြန်နှုံးနဲ့ချင်းကပ်လာတဲ့ drone တွေကိုထောက်လန်းပြီးပြစ်ချနိုင်တယ်လို့သိရပါတယ်။ပြစ်မှတ်လွဲချော်နိုင်ကြီးကလည်း1ကီလိုမီတာကွာဝေးသွားတိုင်းဒင်းကားစီးဒစီးစာလိုပဲတိုးသွားတာပါ။ MBDA UK ဟာအဲ့ဒီဘိုင်းကိုလည်းပို့တိုးတက်အောင်ပြင်ဆင် moment ပေးရမှာဖြစ်ပါတယ်။ရေတက်ကိုအဓိကဆွေးဆောင်နိုင်တဲ့ချက်ကတော့သုံးပြည့်တဲ့စေတသားချင်းမှာ Dragon Fire Laser တစ်ချက်ပြစ်ခတ်မှုက73ဒေါ်လာပဲကျပါတယ်။ စီးပိုက်ပါဒေါင်းကြီးဒစီတံမိုးကဒေါ်လာ1.3000ကျော်ပါလေလေဆာယုံကြီးလက်နက်ဟာအပိုခရမ်းမိကြောက်လဲတင်စရာမလိုပါဘူး MDA UK ဟာသိပ္ပံသုတေသနလုပ်ငန်းတွေဖြစ်တဲ့ကွမ်တန်ဂျူလီယိုနာဒိုတို့နဲ့ပူးပေါင်းပြီးလက်နက်စနစ်ရဲ့စွမ်းဆောင်ရည်နဲ့ဒီဇိုင်းပိုင်းကိုပို့ပြီးမြှင့်တင်မှုပြင်ဆင်နေပါလေတကယ်လို့မျောလင့်ထားတဲ့အတိုင်းအဲ့ဒီလက်နက်ကိုရေတက်မှာတက်ဆင်နိုင်မယ်ဆိုရင်တော့ဥရောပတိုက်လုံးမှာပထမဆုံးလက်တွေ့သုံးချတဲ့လေဆာလက်နက်စနစ်ဖြစ်မှတ်တမ်းဝင်လာမယ်လို့သိရပါတယ် တရုတ်ရဲ့ဖိအားပေးမှုတွေအလွန်ကျူးမြင့်တက်လာပြီးနောက်ထိုင်းဝမ်နိုင်ငံမျိုးတော်တိုင်ပေမှာလူကြုံရေးလက်ဆွဲဆောင်ဖြန့်ဝေထားပါတယ်ပြည်သူတွေအနေနဲ့တကယ်လို့တရုတ်ကနေပြီးတော့စီးရဲရကျူးကျော်တိုက်ခိုက်လာရင်ဘယ်လိုမျိုးကာကွယ်မလဲနောက်ပြီးတော့ဘယ်လိုမျိုးရှောင်ပုတ်မလဲအတကြီးရောက်နေတဲ့ကလေးငယ်တွေအမျိုးသမီးတွေကိုဝန်ဆောင်မိခင်တွေဘေးလွတ်ရဘယ်လိုမျိုးရွှေ့မလဲဒါလေးကိုတိုက်တွန်းထားတဲ့အချက်တွေအကုန်လုံးပါဝင်တယ်လို့သိရပါတယ် ဒီစာအုပ်ကိုစနေမာလာမှာထုတ်ဖော်ပြသခဲ့ပါတယ်။ထိုင်ပေကတကြီးပြောက်တွေကတော့လက်ဆွဲစာအုပ်ကိုလက်ခံရရှိပြီးမှပြည်သူပေါ်တုံ့ပြန်ပါတယ်။ဒေသခံတွေကတော့တရုတ်ဟာအတော်လေးကြောက်စရာကောင်းတယ်။သူတို့ကထိုင်ဝမ်ကိုအချိန်ကြာကြီးချိန်ချောက်ခဲ့တာ။ဒါကထိုင်ဝမ်သားတွေကိုတော်တော်လေးကိုစိတ်ဖိစီးစေတယ်လို့ပြောပါတယ်။လက်ဆွဲစာအုပ်တို့လုံးကတော့မဖတ်သေးဘူးလို့ပြောပါတယ်။ထိုင်ဝမ်ကြီးတဲ့လုံခြုံရေးအရှိလင်ရွက်ဖန်ကတော့တရုတ်ဟာဒေသတွေမှာပြည်ထနာရှာနေတာလို့ဆိုပါတယ်။ တယုံနယ်တင်းမောင်မှုတွေမြင့်တက်လာတာနဲ့အမျှအစိုးရကကျွမ်းမော်ကအင်တော်စုတန်းစီပို့ပေးနေတဲ့ရက်ဘက်ကောက်ွယ်ရေးလက်ဆွဲဆောင်တင်မိထူတွေကိုကိုယ်တိုင်ဝင်ငှနေပါလေလက်ဆွဲဆောင်တွေမှာနိုင်ငံသားတွေရာရန်သူစစ်တီတွေနဲ့ရင်ဆိုင်ရရင်ဘာလို့ရမလဲဆိုတဲ့ညွှန်ကြားချက်တွေပထမဆုံးချိန်ဖြစ်ပေါ်ဝင်ပါလေထိုင်ဝမ်ကလက်နက်ချဖို့တောင်းဆိုချက်တွေကမှားတယ်လို့ယူဆသင့်ကြောင်းလည်းအလေးပေးပြောပါလေထိုင်ဝမ်ပေါ်တရုတ်ရဲ့တိုက်ခိုက်မှုဟာဂျပန်ဆိုရစီကစီအတုံးမြှုပ်မှုကိုဖြစ်ပေါ်စေနိုင်တယ်လို့ဂျပန်ဝန်ကြီးချုပ်တာကအီချီကလွှတ်တော်မှာပြောပြီးတဲ့နောက် တရုတ်နဲ့ဂျပန်ကလည်းတင်းမာမှုတွေပုံမတွုံးမြင်လာတာပဲဖြစ်ပါတယ်တရုတ်က အစင်ဒီဇိုင်းဆိုသလို ထိုင်ဝမ်ဟာမိမိတို့ရဲ့ပိုင်နဲ့ဆိုပြီးတော့မှတ်ယူနေတာပဲဖြစ်ပါတယ်ဒါကြောင့်ထိုင်ဝမ်အရေးနဲ့ပတ်သက်ရင်တော့ဘယ်နိုင်ငံကမှဝင်မစွတ်ဖက်ဖို့မပါဖို့တရုတ်က ပြင်းပြင်းထန်ထန်သတိပေးနေတာပဲဖြစ်ပါတယ်ထိုင်ဝမ်ရေးဂျပန်နဲ့ပုံမပြီးတော့တင်းမာခြင်းမှာတရုတ်က ကုလသမဂ္ဂကိုအရင်ဦးဆုံးသွားတိုင်ပြီးတော့ ဂျပန်ဝန်ကြီးချုပ်ရဲ့မှတ်ချက်စကားပေါ်မကျင်နပ်ဘူးလို့ဆိုပါတယ်။ထိုင်ဝမ်ရေလက်ကြားရေးမှာဂျပန်ကလက်နက်နဲ့ဝင်ရောက်စစ်ဖက်ဖို့စ조사ဝင်ရင်ဒါဟာရန်စကြွကြွလည်းလုပ်ရလို့သတ်မှတ်မယ်လို့ကုလသမဂ္ဂဆိုင်ရာတရုတ်မြန်မာကိုယ်စားလှယ်ကြီးဖူကွန်းကကုလတရုတ်မှုချုပ်အန်တိုနီယိုဂူဒါရက်စတီစာရေးသားပေးပို့ပါတယ်။တရုတ်ဟာထိုင်ဝမ်ကိုမိမိပိုင်နဲ့ဖြင့်အခိုင်အမာဆိုထားပါတယ်။အော်တိုဘာလာကရာလူရလာခဲ့တဲ့တကအီချီကထိုင်ဝမ်ကိုတရုတ်ကတိုက်လိုက်ရင်ဂျပန်ကဘလို့တုံ့ပြန်မလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးနိုဝင်ဘာလကပြောဆိုခဲ့ရမှာတန်တမန်ကြီးအငင်းပွားမှုစတင်ခဲ့တာပါ။ ဒီမှတ်ချက်စကားကတရုတ်ကိုအမြဲထွက်စေပြီးပြည်လျော်သိမ်းမှုတောင်းဆိုပေမဲ့ဂျပန်ကလည်းမယုတ်သိမ်းပါဘူးဒီအချင်းများမှုကလက်ရှိနှစ်ဖက်လုံးမှာရှိတဲ့စီးပွားလုပ်ငန်းတွေပေါင်းဝင်တဲ့ကုန်သွယ်ရေးစစ်ပွဲစီရုပ်ချီးအချိန်မြင့်တက်သွားပြီးနှစ်နိုင်ငံကြားကာလရှည်မီးပွားဖြစ်တဲ့အငင်းပွားနေမြင်နဲ့ပတ်သက်ပြီးလည်းတင်းမာမှုပုံမနဲ့ဆိုင်သွားပါတယ်တရုတ်ရဲ့တပ်ကထိုင်ဝမ်ကိုပိတ်ဆို့ခြင်းနဲ့မဟုတ်တခြားလုပ်ရတဲ့ပြုလုပ်ခြင်းကဂျပန်ရဲ့စီးရေးရတုံ့ပြန်မှုကိုစွပေးခြင်းဖြစ်လိမ့်မယ်လို့ထိုင်ဝမ်ကိုကာလရှည်ထောက်ခံသူတာကာအီချီကပြောပါတယ်တာကာအီချီရဲ့ဒီပြောဆိုချက်ဟာ အတိတ်ကတရုတ်ချင်းချောင်းမှုကိုစိုးရင်ကြောင်းသာဖော်ပြခဲ့ပူပြီးတုံ့ပြန်မယ်လို့တခါမှမပြောခဲ့ဘူးတဲ့သူမရင်ခေါင်းဆောင်တွေတဲ့အဆင့်များစွာကြုံလွန်သွားပါတယ်တရုတ်ကစီးရင်တွေထုတ်သွင်းတာနဲ့စီးရင်ရေးယူတာတွေလုပ်လာရင်မိမိတို့ရဲ့အသက်ရှင်နေရေးကိုချိန်ချောက်တဲ့အခြေအနေဖြစ်လာပြီးကိုယ့်ကိုယ်ကိုကာကွယ်ရမယ်လို့တကတ်ဤချိကပထမဆုံးလွတ်တော်ကိုလာရောက်မှုမှာတိုက်ခတ်နိုင်ငံရေးသမားတွေရဲ့မေးမြန်းမှုကိုရဲဝံ့ဖြစ်ဆိုခဲ့ပါတယ်ဒီပြောဆိုချက်ကိုတရုတ်နိုင်ငံသားကြီးနဲ့ကာကွယ်ဝန်ကြီးဌာနတွေကချက်ချင်းကောက်ွက်ပြီးပြန်ရုပ်သိမ်းမှုတောင်းဆိုပါတယ် နောက်သွင်းရကြတာကအကြီးရဲ့အနာဂတ်ခံမှန်းအခြေအနေကိုမပြောဆိုတော့လို့လွတ်တော်ကိုပြောပြမိမဲ့သူမမချက်စကားကိုပြန်ယူသိမှုပေါ်ငြင်းဆုတ်ထားစေဖြစ်ပါလေ။